မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့နောက်ထပ်စာသင်ကျောင်းတစ်စောင်ထပ်ပြီးဆောက်လုပ်လူဒန်းလိုက်တဲ့တာကေတူးဆိုတဲ့အကြောင်းကိုပြောပြခြင်းပါလေမြိတ်တမ်းများခင်ဗျာဝမ်ချမ်ပီယံရှစ်မှာပါဝင်ထိုးသက်နေတဲ့ဂျပန်ဖိုက်တာတာကေတူးကမနေ့ကပဲ BNM မှာနောက်ထပ်စာသင်ကျောင်းတစ်စောင်ထပ်ပြီးဆောက်လုပ်လူဒန်းလိုက်တဲ့ဆိုတဲ့အကြောင်းကို State တက်တင်ကချပြလိုက်ပါတယ်ဒီနေ့မှာအခွင့်ကြုံတော့မဟုတ်တာကေရူရဲ့အလူတန်းကြောင်းလေးကိုအနေချင်းအကျဲ့ချက်ပြီးပြောပြကြည့်ကြပါမယ် ဖိုင်တာလောကမှာရောအာဇာလောကမှာပါတာကေရုလိုမွေမြတ်တဲ့စိတ်ထားမျိုးနဲ့လှူဒန်းလှုပ်တဲ့သူကအတော်လေးရှားမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတယောက်ကအလှတန်းလှုပ်ပြီးဆိုရင် အကျိုးမြောက်ကိုပြီးလှုပ်တဲ့သူတွေကအယံကိုများလာလို့ပါပဲအထူးသဖြင့်ဒီဘက်ခက်ပိုင်းမှာပို့ပြီးတော့ဆိုပါတယ် ြိတ်သက်ဝင်းရံမှုအားကောင်းတဲ့ celebrity တယောက်ကလှူဒန်းတွေလှုပ်လာပြီးဆိုရင်တချို့ကပြိတ်သက်လက်ခုပ်တန်လိုချင်လို့တချို့ကနာမည်ကြီးချင်လို့တချို့ကသူတို့ရဲ့ brand တည်ဆောက်မှုအတွက်လှုပ်ကြတာမျိုးတွေပုံများပါတယ်။စိတ်ထားတန်တဲ့စိတ်နာတန်တဲ့နဲ့လှုပ်တဲ့သူကအတော်လေးကိုရှားတာပါ။တာကေရုကတော့အဲ့လိုရှားမှရှားလူသားတွေကတယောက်လို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူလှုပ်တဲ့လှုပ်တဲ့နေရာတွေကိုကြည့်လိုက်မယ်ဆိုရင်သူနဲ့လာလာမသက်ဆိုင်တဲ့နေရာတွေမဟုတ်ပါဘူး တာကေရုဆိုတဲ့နာမည်တစ်လုံးကိုဂျပန်လိုနေရာမျိုးမှာတည်ဆောက်ခဲ့တာပါသူရဲ့ပြိသက်အများစုကလည်းဂျပန်မှာပဲအခိုင်အမာရှိတာဖြစ်ပါတယ်လို့တော့တာကေရုရဲ့အလူတန်းတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ဂျပန်လိုနေရာမျိုးမှာမဟုတ်ပဲရှေ့တောင်အာရှကဆင်းရဲတဲ့နိုင်ငံတွေကြီးမှာပဲလာရောက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ကနအုပ်အနေနဲ့သူကလာအိုမှာစာတင်ကြောင်းတွေကိုအရင်ဆုံးဆောက်လုပ်လှူဒန်းခဲ့တာပါ။ လက်ရှိအချိန်ထိလဲလာအိုကဆင်းရဲနွမ်းပါတဲ့ဒေတာတွေမှာစာတင်ကြောင်းတွေဆက်လက်ဆောက်လုပ်လှူဒန်းလှည့်ရရှိနေစေဖြစ်ပါတယ်။ BNN ကတော့သူ့ရဲ့ဒုတိယမြောက်ခြေလန်းလို့ပြောနိုင်ပါတယ်။လာအိုမှာစာတင်ကြောင်းတွေဆောက်လုပ်ပြီးထိရောက်မှုတွေရှိလာတော့အဲ့ဒီလုပ်ငန်းတွေကို BNN ထိတိုးချဲ့ဖို့သူကခြေလန်းလှမ်းခဲ့တာပါ။လက်ရှိမှာဆိုရင်ဗီယက်နမ်မှာလက်စာတင်ကြောင်းတွေစက်တိုက်လှူဒန်းလျက်ရှိပါတယ် ဒီနေသားတွေကိုပြန်ပြီးခြုံကြည့်လိုက်မယ်ဆိုရင်လာအိုနဲ့ BNN ဟာတာကိရုအတွက်ဘာမျှော်ကိုးစရာမှမရှိပါဘူးသူရဲ့စိတ်ထားတန်းတန်းစေနာတန်းတန်းနဲ့အလူတန်းလှုပ်တဲ့ဆိုတာကိုအတိုင်းသားမြင်ရတဲ့နေရာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်မို့ပြန်ရလို့စိတ်ဘာမျောလင်းချက်အလင်းမှမရှိဘဲနဲ့လှူတန်းတွေလှုပ်လှုပ်ကိုစေနာတန်းတန်းနဲ့လှူတန်းလှုပ်တာမျိုးလို့ခေါင်းစဉ်ပေးမိတာဖြစ်ပါတယ်။မြည်တယ်များခင်ဗျာ တာကေရုဟာမြမရေပိဒုက္ခတော့ငါလဲရန်တန်းတန်းလှူတန်းမဲ့အကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ပူပါတယ်။ အဲ့ဒီကိစ္စကဘယ်လိုပုံစံမျိုးနဲ့ဖျားရှုသွားတာလဲဆိုတဲ့အကြောင်းကိုရှေ့ကပရီယိုရီမှာတုန်းကအကျဲတွင်ရှင်းပြခဲ့ပြီးပါပြီ။အကြောင်းအရာကိုပြန်ဆက်ရရင် တာကေတုကလက်ရှိမှာဝမ်ချမ်ပီယံရှစ်ရဲ့ထိုးကြီးအများဆုံးဖိုက်တာလဲဖြစ်တယ်လို့အလူတန်းနဲ့ပတ်သက်လာရင်ရေရောမှုအများဆုံးဖိုက်တာလို့လည်းပြောလို့ရပါတယ်။နောက်ဆုံးရော်ထန်းနဲ့ထိုးခဲ့တဲ့ပွဲမှာသူရရှိခဲ့တဲ့ထိုးကြီးကစုစုပေါင်းဘတ်28သန်းဝန်းကျင်အထိရှိတယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုခုတနေ့ကဗီဒီယိုမှာတော့အကျဉ်းတွင်ပြောပြခဲ့ပြီးပါပြီ။ ထပ်ပြောရရင်ဝမ်ချမ်ပီယံရှစ်ရဲ့ထိုးချင်းအများဆုံးဖိုက်တာတယောက်ကအခုလိုအလူတန်းတွေစက်တိုက်လှုပ်လာတာပိုပီတမ်ပီတီဖြစ်မိပါတယ်။ဘယ်တော့ထိုးမဲ့ဆိုတိုင်းလဲရလာမဲ့ထိုးချင်းတွေကိုအလူတန်းတွေပြန်လှုပ်သွားမဲ့ဆိုပြီးသူကတစားစားထုတ်ပြောခဲ့တာပါ။ဒီဒီဂျေမာလဲဗီယက်နမ်မှာစာသင်ကျောင်းတစ်ကျောင်းထပ်ပြီးတိဆောက်လိုက်တဲ့အကြောင်းကိုစတိတ်တန်နဲ့တကွတရားဝင်ချပြလိုက်တာပါ။လာအိုနဲ့ဗီယက်နမ်ကကလေးတွေကတော့တာကေရုလိုလူရှင်မျိုးရှိတာတကယ်ကိုကျေနပ်စရာဖြစ်ပါတယ်။ ကျွန်တော်တို့လိုရှိတော့အချက်ကဆင်းရဲတဲ့နိုင်ငံတွေအတွက်ဒီလိုစိတ်နာတန်းတန်းနဲ့လှူဒန်းလုံးမဲ့သူတွေအများကြီးထွက်ပေါ်လာဖို့လဲလိုပါတယ်။ဂိုင်ဂရှင်တာကဲတူအနေနဲ့လည်းဒီထက်ပိုပြီးလှူဒန်းတွေလှုပ်ဆောင်နိုင်ပါစေလို့ဆန္ဒပြုမိပါတယ်ခင်ဗျာ။ဆက်လက်ပြောပြခြင်းနဲ့အကြောင်းအရာကဝမ်ချန်ပီယံရှစ်နဲ့ UFC အကြားပွဲလေးတွေဝေးကွာသွားတဲ့အနေအထားဖြစ်ပါတယ်။မြစ်တမ်းများခင်ဗျာ 2025ခုနှစ်စတင်လာတဲ့အချိန်ကစလို့ကမ္ဘာအကောင်ဆုံး promotion နှစ်ခုဖြစ်တဲ့ One Championship နဲ့ UFC တို့အကြားပြိုင်ပွဲတွေအပြိုင်ဆိုင်နဲ့ဇက်တိုက်ကျင်းပလာတာအခုဆိုရင်လေးလပိုင်းတည်းကိုရောက်ရှိလာပါပြီ။တူတော်လက်ရှိကာလမှာတော့အဲ့ဒီ promotion နှစ်ခုလုံးကပြိုင်ပွဲတွေရန်နာထားလျက်ရှိပါတယ်။ UFC ဆိုရင်ဒီနေ့တနင်္ဂနွေနေ့မနေ့ပိုင်းမှာကျင်းပတဲ့ UFC Fight Night ပြိုင်ပွဲမရှိပါဘူး။ ဝမ်ချမြေချစ်ကလည်းသူတို့ရဲ့ပြိုင်ပွဲတွေကိုမေလာစံပိုင်းအထိရန်နာထားမယ်ဆိုပြီးမနေ့ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီလိုအနေထားမှာကျွန်တော်လက်လက်မိတဲ့ဝမ်ချမ်ပီယံရှစ်အကြောင်းလေးကိုအနေချင်းပြောပြခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုအနာယူရတဲ့ရည်ရွယ်ချက်ကဝန်ထမ်းတွေအရင်ကိုပင်ပန်းလွန်းလို့လို့သိရပါတယ်။ဝမ်ချမ်ပီယံရှစ်ကပြိုင်ပွဲတွေစက်တိုက်ကျင်းပလာတာလုံးဝကိုရန်နာခဲ့တာမဟုတ်ပါဘူး။ ထူးသဖြင့်သူတို့ရဲ့ကျင်းပတဲ့ format ပုံစံကြောင့်ဝန်ထမ်းတွေလည်းအရန်ကိုပင်ပန်းလွန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တောက်ကြနေညပိုင်းမှာ155ပြိုင်ပွဲကျင်းပပြီးနောက်တည့်ရက်စနေနေ့မနက်ပိုင်းအစောကြီးမှာပဲ159ပြိုင်ပွဲတွေစတိုက်ကျင်းပခဲ့လို့ဖြစ်ပါတယ်။ဒီနေထားကသူတို့ရဲ့ဝန်ထမ်းတွေကိုအများကြီးပင်ပန်းစေတာပါ။တော့ကြညာတညာလုံးနီးပါအလုပ်လုပ်ရသလိုစနေနေ့မနက်ပိုင်းကြာရင်လဲအစောကြီးထပြီးဂျူတီတွေဝင်ရပါတယ် ဒီနေသားတွေကိုဝမ်းချမြန်ရှိကခြုံငုံနိုင်ဖို့အတွက်ဝန်ထမ်းတွေကိုနှစ်ဆိုင်ခွဲပြီးတာဝန်ချထားပေမဲ့လုံလောက်မှုမရှိပါဘူး။အဲ့ဒီလိုပုံစံမျိုးနဲ့ဇက်တိုက်ကျင်းပလာဖက်များတော့သူတို့ဝန်ထမ်းတွေလည်းအရန်ကိုပင်ပန်းချပါတယ်အထူးသဖြင့်ဖိုက်တာတွေကိုကြီးကြပ်တဲ့နေရာမှာဝန်ထမ်းတွေကအမြဲတမ်းစောင့်ကြည့်နေရတာဖြစ်လို့ပို့ပြီးတော့ပင်ပန်းချတယ်လို့သိရပါတယ် အခုတော့မေလာစမ်းပိုင်းအထိပြိုင်ပွဲတွေကိုရန်နာလိုက်ပြီးဖြစ်လို့သူတို့ဝန်ထမ်းတွေအနေနဲ့လည်းအ ਨੇ ဆုံးဆဲရဲ့ဝင်းကျင်ကန်အထိတော့အပြေးဝအနာယူခွင့်ရရှိပွဲရှိနေပါတယ်ထင်ရှားဆုံးဥပမာကိုပြောရရင်ဂျပန်မှာကျင်းပခဲ့တဲ့1172ပြိုင်ပွဲကာလတုန်းကပိုပြီးပင်ပန်းခဲ့ကြတာပါ။ဘာဖြစ်လို့လဲဆိုတော့တောက်ကြနေညပိုင်းမှာဘန်ကောက်ကလူဘီနီကွန်းနဲ့မှ135ပြိုင်ပွဲကျင်းပတာဖြစ်ပါတယ်။နောက်တည့်မနေ့ပိုင်းမှာတော့ဂျပန်ကိုသွားပြီး1172ပြိုင်ပွဲကျင်းပခဲ့ရတာပါ။ အဲ့ဒီအနေထားမှာဝန်ထမ်းလုံလောက်မှုတွေမရှိတဲ့အတွက်ဝန်ထမ်းတချို့က135ပြိုင်ပွဲတာဝန်ပြီးတဲ့တပြိုင်နဲ့ဂျပန်ကိုတက်ပြီးလေရင်နဲ့ခီးဆက်ခဲ့ကြရတာပါအဲ့ဒီပုံစံမျိုးနဲ့172ပြိုင်ပွဲကိုကျင်းပခဲ့ရတာဖြစ်ပါတယ်ဝန်ထမ်းနေအနေနဲ့လဲဘလောက်ထိပြင်းမှန်းကြမလဲဆိုတာအဲ့ဒီတုန်းကအ내အချင်းကျွန်တော်ဆွဲထုတ်ပြခဲ့ဘူးပါတဲ့ဒါလို့အကြောင်းရင်းတွေကြောင့်ဝမ်ချမ်ပီယံရှစ်ကသူတို့ဝန်ထမ်းတွေကိုအနာပေးလိုက်တယ်လို့ပြောကြည့်ကြပါတဲ့ ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုပြောရရင်မေလမှာပြင်ပပြိုင်ပွဲတွေစတင်တဲ့ကြိုင်နဲ့မြန်မာဖိုက်တာတချို့ရဲ့တွဲဆိုင်တွေလည်းပါဝင်လာပွဲရှိပါတယ်။ဘယ်ဖိုက်တာတွေရဲ့တွဲဆိုင်တွေပါဝင်လာမလဲဆိုတာမိသက်တချို့ကတော့အစောကြီးကတည်းကသိနှင်ထားကြပါပြီ။တော်တော်အများစုမျှော်လင့်နေကြတဲ့ Bronica ရဲ့တွဲဆိုင်ကိုတော့အခုထိတရဝင်းကျင်ညာခြင်းမရှိသေးပါဘူး။ကျွန်တော်ကိုယ်တိုင်လဲ Bronica တွဲဆိုင်ကမကြခင်ထုတ်ပြန်ကျင်ညာလိမ့်မယ်လို့မျှော်လင့်မိခဲ့တာပါ။ 1ဖိုင်နိုက်31ပြိုင်ပွဲမှာပါဝင်လာမလားလို့မျှော်လင့်မိခဲ့ပေမဲ့အခုချိန်ထိတော့ချပြထားခြင်းမရှိပါဘူး။မေလအစောပိုင်းမှာကျင်းပမဲ့ဒီပြိုင်ပွဲမှာတွဲဆိုင်စုစုပေါင်း၈ခုအထိထည့်သွင်းထားပြီးဖြစ်ပေမဲ့လက်ရှိအချိန်ထိတော့ Bronica ရဲ့ပွဲကပါဝင်လာခြင်းမရှိသေးပါဘူး။ထပ်ပြောရရင်ပါဝင်လာဖို့လဲရာခိုင်နှုန်းနည်းသွားပြီလို့ဆိုကြည့်ခြင်းပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ one championship ကပြိုင်ပွဲတစ်ပွဲကိုကျင်းပပြီးဆိုရင်အနည်းဆုံးတွဲဆိုင်က12ခု13ခုဝင်ကျင်မဲ့ထည့်သွင်းထားတာပါ ဒါကြောင့်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့နောက်ထပ်တွဲဆိုင်တစ်တွေထပ်ပြီးပေါင်းထည့်အောင်မယ်ဆိုရင်ငါးပွဲထက်မပိုတော့ပါဘူးထပ်ပြောရရင်အဓိကတွဲဆိုင်ကြီးတွေကိုချပြထားပြီးပြီဖြစ်လို့နောက်ထပ်ပါဝင်လာမဲ့တွဲဆိုင်၅ခုကမိုင်းနာတွဲဆိုင်မျိုးတွေဖြစ်လာပါတယ်ရော်နီကာရဲ့ပွဲကအဲ့လိုပုံစံမျိုးတော့မဟုတ်တော့ဘူးလို့ကောက်ချက်ချကြည့်ကြပါလေ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကရင်တိုင်းရင်သူဖိုက်တာလေးရဲ့ပွဲစဉ်ကိုစောင့်ဆိုင်းလိုက်ကြရအောင်ဗျ။မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါတော့ဒီတောက်ကြနေညပိုင်းတွေမှာကျင်းပနေတဲ့135ပြိုင်ပွဲတွေကို1ချန်ပီယံရှစ်ကဘယ်လိုပုံစံမျိုးနဲ့ကျင်းပတယ်ဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်လက်လန်းမိသလောက်ပြောပြချင်ပါတယ်ဒါကလည်းကမ္ဘာကျော် promotion တစ်ခုကသူတို့ရဲ့ကမ္ဘာအဆင့်မီပြိုင်ပွဲတစ်ခုကိုဘယ်လိုကျင်းပတယ်ဆိုတာကိုပြည်သက်တွေကိုနားလည်စေချင်လို့ပေါ့နော်ကျွန်တော်လက်လန်းမိသလောက်တင်ဆက်တာမျိုးဖြစ်ပါတယ်ပြည်သက်များခင်ဗျာ လက်ရှိ1 Championship ကကျင်းပနေတဲ့ပြိုင်ပွဲတွေကိုဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင်တောက်ကြနေညပိုင်းမှာကျင်းပတဲ့1 Friday Fight ပြိုင်ပွဲ1 Fight Night ပြိုင်ပွဲနဲ့ကိန်းကနဲ့ကျင်းပတဲ့ပြိုင်ပွဲဆိုပြီး၃မျိုး၃စားရှိပါတယ်အဲ့ဒီထဲကမှတောက်ကြနေညပိုင်းမှာကျင်းပတဲ့1 Friday Fight ပြိုင်ပွဲတွေကပြည်သက်စိတ်ဝင်စားမှုလည်းများတယ်1 Championship အနေနဲ့ကြည့်မယ်ဆိုရင်လည်းအောင်မြင်မှုအများဆုံးပြိုင်ပွဲမျိုးလို့ပြောလို့ရပါတယ် ဒီနေရာမှာကျွန်တော်တို့ပြည်သက်တွေနဲ့ထိုင်းပြည်သက်တွေအကြောခေါ်ဟောမတူတဲ့အကြောင်းအရာလေးကိုလည်းဆွဲထုတ်ချင်ပါတယ်။ကျွန်တော်တို့ကတောက်ကြနေညပိုင်းမှာကျင်းပတဲ့ပြိုင်ပွဲမျိုးတွေဖြစ်လို့135ပြိုင်ပွဲလို့ခေါင်းစဉ်တက်တာပါ။ထိုင်းမှာတော့အဲ့ဒီပြိုင်ပွဲတွေကို1 Lumini ပြိုင်ပွဲဆိုပြီးခေါ်ကြပါတယ်။ဒါကလည်းသူ့အတိတ်ပဲနဲ့သူ ရှိပါတယ်။တောက်ကြနေညပိုင်းမှာကျင်းပတဲ့ပြိုင်ပွဲတွေကို1 championship နဲ့ lumini queen တို့ကပါတနာချစ်ချုပ်ဆိုပြီးကျင်းပကြတာပါ ဒါကြောင့်မို့သူတို့က one lumini ပြိုင်ပွဲလို့ခေါ်ဆိုတာဖြစ်ပါတယ်။အချိန်ထဲမှာ lumini ကွန်းကထိုင်းစစ်တပ်ပိုင်းကွန်းဆိုတာလဲနားလည်ထားဖို့လိုပါတယ်။ထိုင်းစစ်တပ်နဲ့ကျိုးတူပူးပေါင်းပြီးကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်လဲတာဝန်ရှိသူတွေအားလုံးကဒီပြိုင်ပွဲအောင်မြင်ဖို့အတွက်အမှန်ကန်ကိုအလေးနဲ့ထားပြီးအာရုံစိုက်ကြတာပါ။အဲ့လိုပုံစံမျိုးနဲ့ one lumini ပြိုင်ပွဲတွေကရှေ့တန်းကိုရောက်ရှိလာတာဖြစ်ပါတယ်။မြိတ်တမ်းများခင်ဗျာ။ ဗက်စင်တောက်ကြနေညပိုင်းမှာကျင်းပလေးရှိတဲ့ one lumini ပြိုင်ပွဲတွေကိုဒေတာစံတော်ချိန်ည9နာရီခွဲအချိန်မှာပုံမှန်ကျင်းပလေးရှိပါတယ်။သူတို့ကဒီပြိုင်ပွဲတွေကိုဘလို့ချင့်ကပ်ပြီးကျင်းပတာလဲဆိုတာအပြည့်အဝနားလည်နိုင်ဖို့ပြီးခဲ့တဲ့အပတ်ကတော့ကျွန်တော်ကိုယ်တိုင်လည်း lumini ကွန်ဘေးကိုအစောကြီးသွားရောက်ကြည့်ရှုခဲ့ပါတယ်။ကျွန်တော် lumini ကွန်ဘေးကိုရောက်တော့ညနေ3နာရီဝန်းကျင်မှာရှိသေးတာပါ။အဲ့ဒီအချိန်မှာပြိုင်ပွဲနဲ့ပတ်သက်တဲ့ဒုတိယမှမရောက်ရှိသေးပါဘူး။ ို့တော့ညနေ၄နာရီဝန်းကျင်မှတော့လူမှုကွန်ရက်ကားတွေစတင်ရောက်ရှိလာပါတယ်အဲ့ဒီထဲမှာလူနာတင်ရင်တွေခြေဖက်ဆိုင်ရာပစ္စည်းကိရိယာတွေအပြည့်စုံတက်ဆင်ထားတဲ့ရင်တွေပါဝင်ပါတယ်။သူတို့ကျင်းပါတဲ့ပြိုင်ပွဲကထိုးကြချိတ်ကြတဲ့ပြိုင်ပွဲမျိုးတွေဖြစ်လို့ပရတော်တဆထိခိုက်မှုတွေရှိလာရင်ရေးပေါ်အုံပြုလို့ရအောင်ဒီကားတွေကအရင်ဆုံးရောက်ရှိလာတာပါ။ ဒါအပြင်လာရောက်ကြည့်ရှုတဲ့ပြည်သက်တွေကလည်းထောင်နဲ့ချီပြီးများလွန်းတော့အရေးပေါ်တစ်ခုခုလိုအပ်လာပြီဆိုရင်အသုံးပြုလို့ရအောင်ချိုးတင်စီစဉ်ထားတယ်လို့မှတ်ယူကြည့်ရင်ပါတဲ့လူမှုကွန်ရေးကားတွေပြီးတော့လုံခြုံရေးတွေစတင်ရောက်ရှိလာပါတဲ့လုံခြုံရေးတွေက ထိုင်းစစ်တပ်ကလုံခြုံရေးအဖွဲ့ဝင်တွေပါသူတို့ကဖောက်ခွဲပစ္စည်းရှာဖွေတဲ့ကရိယာပစ္စည်းတွေယူဆောင်လာသလိုအနှံ့ခံခွေးတွေလည်းခေါ်လာပါတယ်။ပြီးတော့တခွန်းလုံးကိုလိုက်ပြီးရှာဖွေကြတာပါ။ အဲ့ဒီလိုပုံစံမျိုးနဲ့135ပြိုင်ပွဲကျင်းပဖို့စတင်ခြေတီအာယူချတာဖြစ်ပါတယ်။ညနေ9:00နာရီနောက်ပိုင်းမှာတော့ပြည်သက်တွေနဲ့ဖိုက်တာတွေလက်တဖွဲ့ဖွဲ့ရောက်ရှိလာကြပါတယ်။ဖိုက်တာတွေကသူတို့တက်ခိုးတဲ့နေရာကနေတဆင်လူမီနီကွန်းနဲ့ကိုဝမ်ချမ်ပီယံရှစ်ကစီစဉ်ထားတဲ့ကားတွေနဲ့ရောက်ရှိလာကြတာပါ။ပြည်သက်တွေကတော့ပုံစံမျိုးစုံနဲ့ရောက်ရှိကြတာဖြစ်ပါတယ်။ ဒီနေရာမှာစကားကြုံလို့မို့ဝမ်ချမ်ပီယံရှစ်ကွန်းထဲထိသွားရောက်ကြည့်ရှုတဲ့ပြည်သက်တွေကလက်မှတ်တွေကိုဘလို့ရရှိတဲ့ဆိုတဲ့အကြောင်းအရာလေးကိုနှစ်ချုပ်ပြောပြခြင်းနေပါတယ်ဝမ်ချမ်ပီယံရှစ်ကဒီပြိုင်ပွဲမှာပါဝင်ထိုးသက်မဲ့ဖိုက်တာတိုင်းကိုလက်မှတ်ခွဲတန်းတွေ PL ရှိပါတယ်မြန်မာပြည်သက်အများစုကအဲ့ဒီဖိုက်တာတွေကိုခွဲပေးတဲ့လက်မှတ်ခွဲတန်းတွေကနေတစ်ဆင့်ရရှိပြီးကြီးရှုခွင့်ရတာပါ။တချို့ကတော့ online ကနေလက်မှတ်ဖြတ်ကြပါဗျ။ ။တချို့ကလည်းအနိကရောက်မှကွန်ပီးမှလက်မှတ်ဖြတ်ပါတယ်။ဒီနေ့မှာကျွန်တော်အတွေ့အကြုံတစ်ခုကိုပြောရရင် online ကနေလက်မှတ်ဖြတ်တာထဲပြိုင်ပွဲကျင်းပကဏ္ဍကွန်ပီးရောက်မှလက်မှတ်ဖြတ်တာကပုံပြီးတက်တာတလို့ပါပဲသူတို့ကပြိုင်ပွဲကျင်းပကဏ္ဍဆက်ဆက်မှု discount တွေလည်းပေးလေရှိပါတယ်ဒါကတော့ကွန်းထဲကိုဝင်ရောက်ကြည့်ရှုတဲ့ပြိတ်သက်တွေဘယ်လိုပုံစံမျိုးနဲ့ဝင်ရောက်ကြည့်ရှုကြလဲဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြကြည့်တာပါ ။အချိန်ထဲမှာ One Championship ကဝန်ထမ်းတွေဘလို့အလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းအရာလေးကိုလည်း highlight လုပ်ချင်ပါတယ်။အခြေခံ level အဆင့်ကနေ whole executive level အထိတယောက်မှအငြိမ့်နေကြသူတွေမဟုတ်ပါဘူး။သူတို့ကြကြသတိထားမိနေတဲ့အကြောင်းအရာတစ်ခုကိုပြောရရင်ပြိုင်ပွဲကျင်းပတဲ့နေ့မှာဝမ်ချမ်ပီယံရှစ်ကဝန်ထမ်းအများစုကအနက်ရောင်ဝတ်စုံကိုပဲတူညီစွာဝတ်ဆင်ကြတာပါ။ဒါက TV production ထုတ်လွှင့်တဲ့ကိစ္စနဲ့သက်ဆိုင်မယ်ထင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတပွားလုံးကိုထုံလွန့်ပြသနေတဲ့အချိန်မျိုးမှာအယောင်တွေကိုလိုကန့်လန့်မဖြစ်အောင်အနက်ယောင်ကိုပဲတူညီစွာဝတ်ဆင်ထားကြတယ်လို့ဆိုကြည့်ခြင်းပါတယ်။ရန်ကုန်တပွဲကျင်းပပြီဆိုရင်အနက်ရောင်ဝတ်စုံတူညီစွာဝတ်ဆင်ထားတဲ့ဝန်ထမ်းတွေကကျိုးပိုင်းရဲ့ဘေးမှာအများကြီးမတက်ရက်နေတာတတိထားမိကြမှာပါအဲ့ဒီဝန်ထမ်းတွေကတာမန်ဝန်ထမ်းတွေမဟုတ်ပါဘူးဝမ်ချမ်ပီယံရှစ်ကအကြီးအကဲဝန်ထမ်းတွေဖြစ်ပါတယ် ။တနည်းအားဖြင့်ဌာနအသီးသီးမှအရေးပါတဲ့တာဝန်တွေကိုရယူထားတဲ့ဝန်ထမ်းကြီးတွေဖြစ်ပါတယ်။အဲ့ဒီဝန်ထမ်းတွေအားလုံးကလုံးဝအခမ်းအနားနေကြတာမဟုတ်ပါဘူး။ဂျိုဝိုင်းဘေးမှာအနိကက်မတ်တက်ရက်ပြီးကိုဘာတွေလိုအပ်လဲဆိုတာအနိကက်ကြည့်ရှုပြီးအမြဲတမ်းကဲခတ်နေကြတာပါ။သူတို့ကအဲ့ဒီလိုပုံစံမျိုးနဲ့အလုပ်လုပ်ကြတာဖြစ်ပါတယ်။ကျွန်တော်မြန်မာပြည်ကဝန်ထမ်းကြီးကြီးတွေဆိုရင်ဒီလိုပြိုင်ပွဲမျိုးကျင်းပပြီးဆိုတာနဲ့ကွန်ဘေးကထိုင်ကုန်ကောင်းတစ်ခုမှနေရာယူပြီးအခမ်းအနားနဲ့ထိုင်ကြီးကြမှာဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်ကဝန်ထမ်းကြီးတွေကတော့အဲ့လိုမျိုးလုံးဝမရှိပါဘူး။ကွန်ဘီမှာတစ်ချိန်လုံးမတ်တက်ရက်ပြီးကိုဘယ်နေရာတွေလိုတယ်ဘယ်နေရာလေးတွေတော့မဟာရအောင်ဆိုတဲ့ပုံစံမျိုးနဲ့အမြဲတမ်း in charge လုပ်နေကြတာပါဒီနေရာမှာဖြည့်ချက်ပြောချင်တာတစ်ခုကကွန်ဘီတွေတင်သူတို့က in charge လုပ်တာမဟုတ်ပါဘူးဝမ်ချမ်ပီယံရှစ်ထိုင်းလန်ယုံခွဲကအကြီးကဲဆိုရင်လဲကွန်ဘက်ဘက်လေကိုအမြဲတမ်းရှောက်ကြည့်ပြီးလိုအပ်တဲ့နေရာတွေကိုစီစဉ်ညွှန်ကြားနေတာပါ 1 Friday 581ပြိုင်ပွဲညကမြမပြည်သက်တွေကွန်ဘေး TV ကနေတစဉ်ကြည့်ရှုခွင့်ရတာအဲ့ဒီဝန်ထမ်းတွေရဲ့ management schedule ဖြစ်ပါတယ်သူတို့ကပြိုင်ပွဲတစ်ခုကျင်းပပြီဆိုရင်ဘယ်နေရာတွေလိုအပ်ချက်ရှိတယ်ဘယ်နေရာတွေတော့ဖြည့်ဆည်းရမယ်ဆိုတဲ့အကြောင်းကိုအမြဲတမ်းခေါင်းထဲမှာထည့်ပြီးစဉ်းစားနေတာပါပြီးတော့လိုအပ်တဲ့နေရာတိုင်းကိုလည်းလိုက်လံဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ကြတာဖြစ်ပါတယ်နောက်ဆုံးပြောပြခြင်းတဲ့အကြောင်းအရာတစ်ခုကတော့ကမ္ဘာအဆင့်မီပြိုင်ပွဲတစ်ခုကိုဓာတ်ရိုက် ထုတ်လွှင့်ပြသနိုင်ခြင်းပါပဲ ဝမ်ချမ်ပီယံရှစ်ကမွေထိုင်းပွဲတွေနဲ့ထိုင်းရီဂျင်ရဲ့အဆင့်မွေထိုင်းပွဲတွေလုံးဝမတူပါဘူးဝမ်ချမ်ပီယံရှစ်ကကမ္ဘာလုံးနဲ့ချီပီတိုက်ရိုက် ထုတ်လွှင့်ပြသတာဆိုတော့ကြီးစုသူတွေရဲ့အချိန်ကိုတန်ဖိုးထားလေးစားပါတယ်အွန်လိုင်းကနေတိုက်ရိုက်ကြီးစုကြမဲ့သူတွေနိုင်ငံတကာကနေစောင့်ကြည့်ကြမဲ့သူတွေကိုအချိန်ဖြုန်းနာမျိုးလုံးဝမရှိပါဘူးအဲ့လူတွေရဲ့အချိန်ကိုသူတို့ကအရန်ကိုတန်ဖိုးထားတာပါ ။ဒါကြောင့်မို့ဝမ်ချန်ပီယံရှစ်ကပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်တပွဲနဲ့တပွဲအရင်ကြီးမချားသလိုကြော်ညာတွေနဲ့ဤသွားတာမျိုးလည်းမရှိပါဘူး။ဖိုက်တာတယောက်အနိုင်ရပြီးအောင်ပွဲခံမယ်ဆိုရင်တော့သူတို့ကအကြကြီးအောင်ပွဲခံခွင့်ပေးတာမဟုတ်ပါဘူးအောင်ပွဲခံပြီးတာနဲ့ချက်ချင်းစင်မော်ကနေဆင်းခိုင်းတာပါဘာဖြစ်လို့လဲဆိုတော့တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အနေအထားမှာစောင့်ကြည့်ကြတဲ့ပြည်သက်တွေကိုအချိန်မကုန်စေခြင်းလို့ဖြစ်ပါတယ်အထင်ရှားဆုံးအချက်ကတော့ဝေခရူပြွက်ကိုရေးပါတဲ့ပွဲကြီးတွေရောက်မှပြခိုင်းတာဖြစ်ပါတယ် ။ဒါမှန်ရိုးရိုးမွေထိုင်းပွဲတွေဆိုရင်ဒီတိုင်းမဲ့တန်ပြီးထိုးခိုင်းတာပါ။ဒါတွေကဘာလို့လဲဆိုတော့နိုင်ငံတကာနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်နိုင်ငံတကာပြည်သက်တွေဤသွားတာမျိုးမဖြစ်အောင်သူတို့ကအဖက်ဖက်ကနေစဉ်းစားပြီးတိုက်ရိုက်ထုတ်လွှင့်ပြသလို့ဖြစ်ပါတယ်။ဒါကတော့တောက်ကြနေညာပိုင်းနေမှာဝမ်ချင်မြင်ရှိကပြိုင်ပွဲတွေဘလို့ကျင်းပလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်လက်လန်းမိသလောက်ကျွန်တော်မြင်မိသလောက်တင်ဆက်ကြည့်တာဖြစ်ပါတယ်